အမိုက်ကစပြတ်တက်ပြီလားလိပ်ပြတောင်မှန်ခက်လို့အမေဆုံးမိုးတစ်တော်တစ်ခုလုံးပြုံးသွားတယ်ဆိုပြီးအတိတ်ပဲတက်ရောက်တဲ့အင်္ဂလိပ်စကားစုတစ်ခုရှိပါတယ်သူရဲ့အတိတ်ပဲကတော့ကိစ္စသေးသေးလေးကနေတက်ရောက်မှုအကြီးကြီးကိုဖြစ်စေတယ်လို့ဆိုလိုတာပါကျမတို့မြန်မာလိုဆိုရင်တော့အမိုက်ကစပြတ်တက်မီးလောင်လို့ဆိုစမဲ့ပြကြတာပေါ့အမိုက်လေးတစမီးဆွဲရာကနေပြတ်တက်ကြီးတစ်ခုလုံးမီးလောင်ပြာကြတဲ့အထိတက်ရောက်မှုကြီးမားနိုင်တယ်လို့ ရာဇီကလေးပြလေးတကောင်တောင်မန်ခတ်လိုက်ရာကနေတက်ဆက်မှာလေးစင်နှမောင်းကြီးတစ်ခုတိုက်ခတ်သည့်အထိလည်းဖြစ်သွားနိုင်ပါတယ်။လေးပြတယောင်မှုဆိုတဲ့စကလုံးကလွန်ခဲ့တဲ့နှစ်90ခန်းကသိပ္ပံစာတန်းတစ်ခုကိုမှတ်တမ်းတင်ရာကနေစတင်ပေါ်ပေါက်ခဲ့တာပါ။တခြားသိပ္ပံပညာဆိုင်ရာသဘောတရားတွေထက်လေးပြတယောင်မှုကလူလူရဲ့စိတ်နှလုံးကိုသိမ့်ပိုက်သွားနိုင်တဲ့ပုံပါပဲ။ IMDb မှာဆိုရင်ခေါင်းစဉ်မှာလေးပြတယောင်မှုဆိုတဲ့စကစုပါဝင်နေတဲ့ရုပ်ရှင်တွေဇလန်းတို့တွေနဲ့ TV အစီအစဉ်တွေ60တပုတ်တောင်ရှိနေပါတယ်။ Jurassic Park လိုမျိုးရုပ်ရှင်တွေမှာဆိုရင်လိပ်ပြတက်ရောက်မှုကိုတိတိကျကျကြီးထည့်သွင်းအသုံးပြုထားတာပါနောက်ပြီးသချင်းတွေ စာအုပ်တွေနဲ့မင်းဆိုတဲ့တရော်ရုပ်ပုံတွေမှာမကြမကြတွေ့ရလိရှိတဲ့သဘောတရားပါပဲ။ pop ရင်ကျင်းမှုမှာဆိုရင်တော့လိပ်ပြတက်ရောက်မှုဆိုတာကသင်ဘဝမှာပြုလုပ်လိုက်တဲ့ဘလောက်သေးငယ်ပြီးအရေးမပါလာတဲ့ရွေးချယ်မှုမဆို။နောက်ပိုင်းဘဝတက်တမ်းမှာကြီးမားတဲ့အကျိုးတက်ရောက်မှုတွေဖြစ်လာနိုင်တယ်လို့ဆိုလိုတာပါ။လူတွေကလိပ်ပြတက်ရောက်မှုသဘောတရားကိုဒီလောက်စိတ်ဝင်စားနှစ်သက်နေရတဲ့အကြောင်းရင်းကတော့အခြေခံကြတဲ့မိကုန်းတစ်ခုကြောင့်ပါပဲ။ မိကွန်းကတော့ကျမတို့ကအနာဂတ်ကိုဘယ်လောက်ထိမှန်မှန်ကန်ကန်ခန့်မှန်းနိုင်ပါသလဲဆိုတော့ဒီဗီဒီယိုမှာတော့လိပ်ပြတရားမှုရဲ့နောက်ွယ်ကသိပ္ပံပညာဆိုင်ရာသဘောတရားအကြောင်းသေချာလေ့လာစစ်ဆေးကြည့်ပြီးတော့မှဒီမိကွန်းရဲ့အဖြေကိုစူးစမ်းရှာဖွေသွားမှာဖြစ်ပါတယ်1600စုနှစ်ရဲ့နောက်ပိုင်းကာလတွေကိုပြန်သွားကြည့်မယ်ဆိုရင်အိုက်ဇက်နျူတန်တရားရွေလျားမှုနိယာမနဲ့ကဘာမြေဆွဲငင်အားကိုရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာဆိုရင်အရာအလုံးကိုကြိုတင်ခန့်မှန်းလို့ရတဲ့အောင် ဖြစ်ခဲ့ပါလိမ့်မယ် ရွေလျားမှုနေရာမကိုအသုံးပြုပြီးတော့မှလကဘာနဲ့ချိုးတွေအားလုံးရဲ့လှုပ်ရှားမှုကိုကျမတို့ရှင်းပြနိုင်မယ်။ကျမတို့ဟာနေလားကျက်ခြင်းနဲ့ကျေတကွန်ပေါ်ထွက်လာမှုတွေကအစားရာစုနှစ်ပေါင်းများစွာကြိုတင်ပြီးတော့မှအတိအကျခံမှန်းနိုင်ကြမယ်။ဒီတွေးရှိမှုတွေကိုပြင်သစ်ယူပါပေတာပညာရှင်တဦးဖြစ်တဲ့ပီယိုဆီမွန်လာပလေးစ်ကနမေကျော်တွေးခေါ်ယူဆမှုတစ်ခုနဲ့အကျဉ်းချုပ်ပေးခဲ့ပါတယ်။သူကစကြဝဠာအတွင်းမှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအားလုံးကိုသိမြင်နိုင်တဲ့ လာပလစ်နက်ဆိုလို့ခေါ်တဲ့ကာရက်တာတစ်မျိုးကိုဥပမာတစ်ခုအနေနဲ့ပုံဖော်ခဲ့ပါတယ်။လာပလစ်နက်ဆိုကရှိရှိသမျှပါတီကယ်အမုံတွေအားလုံးရဲ့အနေထားတွေနဲ့အဖြစ်အပျက်တွေသူတို့ချင်းချင်းဘလို့အပြန်လန်တုံ့ပြန်ကြသလဲဆိုတာတွေဒါတွေအလုံးကိုသိရှိနေပြီးတော့မှအချက်လက်တွေကိုလည်းခွဲခြမ်းစိတ်ဖြာနိုင်တဲ့ဒီဉာဏ်ပညာကျွဲဝနေမယ်ဆိုရင်အနာဂတ်မှာဖြစ်လာမယ့်အကြောင်းအရာတွေကိုလည်းမသိနိုင်စရာအကြောင်းမရှိဘူးလို့ယူဆချက်တစ်ခုထုတ်ထားပါတယ်။အကြောင်းကြောင့်အကျိုးဖြစ်လာတယ်ဆိုတဲ့စကားအတိုင်းပါပဲ။ အနာဂတ်မှာဖြစ်ပေါ်လာမယ့်ကိစ္စအလုံးဟာပြစ်စုံပံရဲ့အကျိုးတရားမှုတွေလည်းဖြစ်တာကြောင့်မလို့ကျမတို့အုံနောက်ကသာလက်ရှိပြစ်စုံပံကိုတေချာနားလည်သိရှိမယ်ဆိုရင်အနာဂတ်ဆိုတာလည်းခံမှန်းလို့ရနိုင်စရာအကြောင်းရှိပါဘူးနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်အနာဂတ်ဆိုတာကတည်ရှိနေပြီးသားပါအချိန်နဲ့မျှပေါ်လွင်ထင်ရှားလာဖို့ပဲလိုပါတယ်မိတ်ဆွေကသာယူပါပေတာကိုတီးမီခောင်းမီရှိမယ်ဆိုရင်ဒီယူဆကိုတဘာဝကြကြလက်ခံနိုင်ပါလိမ့်မယ် ဟိုက်ဆင်ဘတ်ရဲ့မတေချာမှုနေရာမှာဆိုတာလည်းရှိပါသေးတယ်။သူကတော့အတန်လိုသင်းငယ်တဲ့အရာတွေရဲ့တည်နေရာနဲ့ရွေလျားမှုကိုတိတိကျကျမတိုင်းတာနိုင်တဲ့အကြောင်းပါ။ဒါပေမဲ့လူကြီးတွေလိုကြီးမားတဲ့တက်ရှိတွေမှာတော့အဲ့ဒီနေရာမှာကတိတ်အေးမပါပါဘူး။များသောအားဖြင့်ကျမတို့လေးလာခဲ့သမျှပြဿနာတွေအလုံးကကြိုးချောင်းခွဲချမ်းစိတ်ဖြာပြီးတော့မှဖြေရှင်းလို့ရတဲ့ကိစ္စရက်တွေပါပဲ။ဂျိုရီရဲ့ရွေလျားမှုကဘာမြေဆွဲအောင်ချိန်သီးတွေအကြောင်းနဲ့ချိန်သီးကတစ်ဆင့်သိရှိနိုင်တဲ့အကြောင်းအရာတွေစသဖြင့်ပေါ့။ ဒီနေရာမှာပြောမယ်ဆိုရင်ချိန်သီးရိုးရိုးလေးတစ်ခုကိုကျမတို့အာရုံစိုက်ကြပါမယ်။ Dynamic System ဆိုတဲ့အချိန်နဲ့မျှပြောင်းလဲနေတဲ့စနစ်တွေကြောင့်လေးလာတဲ့ယူပါဗေဒဆိုင်ရာ ਨੇ ပယ်တစ်ခုကြောင့်အရေးကြီးတဲ့တရုပ်ဖော်မှုတစ်ခုတင်ပြပေးဖို့အတွက်ဖြစ်ပါတယ်။အဲ့ဒါကတော့ Facebook ပါပဲ။ Facebook နားဆင်သူတချို့ကတော့ position time graph ဒါမှမဟုတ် velocity time graph တွေနဲ့ယဉ်နေပြီးသားဖြစ်လာမှာပါ။ position time graph ဆိုတာကိုမြန်မာလိုတည်နေရအချိန် graph လို့အလွယ်ခေါ်ဆိုနိုင်ပြီးတော့ ဝိုင်းဝင်ယောဂအရာဝတ္ထုရဲ့တည်နေရာကိုဖော်ပြပြီးတော့အိတ်ဝင်ယောဂကတော့အချိန်ကိုဖော်ပြပေးပါတယ် velocity time grid ကိုတော့အလင်အချိန် grid လို့ခေါ်ဆိုနိုင်ပြီးတော့ဝိုင်းဝင်ယောဂအရာဝတ္ထုရဲ့အလင်ကိုဖော်ပြပြီးတော့အိတ်ဝင်ယောဂကတော့အချိန်ကိုဖော်ပြပါတယ် grid မှာချိန်သီးတစ်ခုကိုထားပြီးတော့ချိန်သီးရဲ့အခြေအနေအားလုံးကိုဒုတိမျက်နှာပြင်တစ်ခုနဲ့ဖော်ပြမယ်ဆိုပါစို့ချိန်သီးကရမ်းခါတဲ့အခါမှာအိတ်ဝင်ယောဂကနေဒေါင်ဂျူရီကိုတိုင်းတာနိုင်ပြီးတော့ဝိုင်းဝင်ယောဂကနေအလင်ကိုဖော်ပြနိုင်ပါတယ် ဒါကိုကျမတို့က face pay လို့ခေါ်ပါတယ်။ချိန်သီးကစမ်းပြင်နဲ့ပုတ်တိုက်နေမယ်ဆိုရင်တဖြည်းဖြည်းအရှင်ရော့ပြီးတော့မှရက်တန်သွားပါလိမ့်မယ်။ face pay ထဲမှာတော့အထဲကိုတဖြည်းဖြည်းကျုံဝင်သွားတဲ့စဝိုင်းပုံပုတ်တက်ရလေးတွေတော့ကြန့်ရှိနေခဲ့ပါလိမ့်မယ်။ချိန်သီးကတဖြည်းဖြည်းနှေးကွေးပြီးအထဲကိုတစ်ချိန်ပြီးတစ်ချိန်ပို့ပို့ကျုံဝင်သွားတဲ့အခါမှာအစာပိုင်းအဆင့်ကအေးမကြည့်ရောပါဘူး။ဘာလို့လဲဆိုတော့နောက်ဆုံးအဆင့်မှာချိန်သီးကလုံးဝငြိမ်သက်ပြီးတော့ဆွဲထားတဲ့အတိုင်း တက်တက်ဖြတ်ဖြတ်ကြံရင့်နေမှာမှန်ကျမတို့သိထားလို့ပါပဲဒီတော့ခြုံကြည့်လိုက်မယ်ဆိုရင်ဒီရွေလျားမှုစနစ်တစ်ခုလုံးကငိုစမှတ်နေရာကိုပဲပြန်လည်နေရာချထားခံလိုက်ရတာပါဒါကိုစမှတ်စွဲငင်အားလို့ခေါ်ပါတယ်အကယ်၍ချိန်တီးကပုတ်တိုင်မှုမရှိဘဲနဲ့ဒီနှုံတိုင်းဆက်လွှဲရမ်းနေမယ်ဆိုရင်တော့ Facebook မှာထက်ခါထက်ခါဆွဲထားတဲ့စဝိုင်းတစ်ခုကတော့ပုံပေါ်လာမှာပဲဖြစ်ပါတယ်။ချိန်တီးလွှဲရမ်းနေတဲ့အခါအောက်ခြေအကြဆုံးနေရာကအမြန်ဆုံးဖြစ်ပြီးတော့အရှိတ်ဘက်ကိုလွှဲရမယ်ဆိုရင် အရှိန်ကအရှိတ်ကိုသွားမယ်။ နောက်တစ်ဖက်အနောက်ဘက်ကိုပြန်လွှဲမယ်ဆိုရင်တော့အရှိန်ကအနောက်ဘက်ကိုပြန်သွားမယ်။နောက်ပြီးအရှိန်ကဒဇက်မမရောကြတဲ့အတွက်ဆက်ဝိုင်းပုံလွှဲရမ်းမှုကလည်းအထက်ထက်တူညီနေမယ်ဆိုရင်တော့ဒီရွေလျောင်းမှုစနစ်တစ်ခုလုံးကပုံသေးတစ်ခုလိုခန့်မှန်းလို့ရနေရပါပဲ။ဒီလို Facebook ရုပ်ပုံတစ်ခုကိုတင်မြင်လိုက်တဲ့အချိန်တိုင်းအထက်ထက်ကြော့နေတဲ့စနစ်ကိုလည်းမြင်နိုင်ပါလိမ့်မယ်။ချိန်သည်အမျိုးမျိုးကိုအရှိန်အမျိုးမျိုးနဲ့တင်လွှဲရမ်းကြည့်ရင်လည်းအရွယ်အစားမတူတဲ့ဆက်ဝိုင်းလေးတွေတပုံစံနဲ့တည်ရှိနေတာကိုမြင်နေရပါလိမ့်မယ်။ အရေးကြီးတဲ့မှတ်စရာတစ်ချက်ကတော့ face page တစ်ခုမှာဆိုရင်စဝိုင်းဘဏ္ဍာကူရှိရှိတစ်ခုနဲ့တစ်ခုကဖြတ်သွားမှာမဟုတ်ပါဘူး။ချိန်သီးတစ်ခုစီဟာစနစ်တစ်ခုစီကို ကိုစားပြုထားပြီးတော့သတ်မှတ်ထားတဲ့အနာဂတ်ကလည်းအတိအကျကိုတစ်ခုတည်းပါပဲ။အကျဉ်းချုပ်ဆိုရမယ်ဆိုရင်စမှတ်တစ်ခုကိုအစားပြုလိုက်ပြီးဆိုတာနဲ့နောက်လာမယ့်အနာဂတ်တစ်ခုလုံးကကြိုတင်သတ်မှတ်ထားပြီးသားဖြစ်သွားပါပြီ။ချိန်သီးတွေအကြောင်းကိုကောင်းကောင်းနားလည်နိုင်ဖို့အတွက် Newtonian Physics ကိုအသုံးပြုလို့ရပါတယ်။ ဒါပေမဲ့နျူတိုနီယန်ကိုယ်တိုင်ကသူ့မိခွန်းတွေမှာလွယ်လွယ်အဖြစ်ထုတ်လို့မရတဲ့ပြဿနာတွေရှိနေကြောင်းကိုကောင်းစွာသတိပြုမိခဲ့ပါတယ်။အထူးသဖြင့် tree body problem ဆိုတဲ့အရာဝတ္ထု၃ခုပြဿနာဆိုတာမျိုးပေါ့။ဥပမာနေကိုလှည့်ပတ်နေတဲ့ကဘာရဲ့ရွေလျားမှုကိုတွက်ချက်မယ်ဆိုရင် အရာဝတ္ထုကနှစ်ခုသာပါရှိတဲ့အတွက်ကြောင့်မလို့အတော်လေးယိုးရှင်းတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လာကိုပါပေါင်းထည့်လိုက်မယ်ဆိုရင်တော့တွက်ချက်ဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲသွားပါပြီ။ နျူတန်ဟာသူ့တငယ်ချင်းဟေလီကိုတခါကပြောခဲ့ပူပါတယ်။လာရဲ့ရွေလျားမှု theory ကသူ့ကိုအလွန်ခေါင်းကိုက်စေတဲ့ပြဿနာဖြစ်ပြီးတော့သူ့မှာညာတိုင်းလန့်လန့်လို့ရတဲ့အထိစိတ်ဖိစီးခဲ့ရပါတယ်။နောက်နှစ်ပေါင်း200အကြာမှာတော့ Henry Poincaré ကအရာဝတ္ထု3ခု ပြဿနာကိုဖြေရှင်းဖို့ရိုးရှင်းတဲ့နီးလမ်းမရှိဘူးလို့ပဲရှင်းလင်းချက်ထုတ်လိုက်ပါတယ်။နောက်ပိုင်းမှာအရှုပ်ထွေးဆိုတဲ့နာမည်ကိုလူသိများလာမယ့်ပြဿနာကို Poincaré ကတစ်စိတ်တစ်ဆောင်အကဲခတ်မိခဲ့တယ်လို့ဆိုရပါမယ်။ Keros အရှုပ်ထွေးလို့အမိရတဲ့ပြဿနာတရက်ကို1960ခုနှစ်ပိုင်းတွေမှာစတင်အာယုံစိုက်မိလာကြတာဖြစ်ပါတယ်။မိုးလေဝသပညာရှင်တဦးဖြစ်တဲ့ Ed Lawrence ဟာကွန်ပျူတာကိုအသုံးပြုပြီးတော့မှကမ္ဘာလေထုကိုအတူယူတွက်ချက်ကြည့်ဖို့စူးစမ်းခဲ့ပါတယ်။ ူက equation 12ခုကိုအသုံးပြုပြီးတော့အပူချိန်လေဗီယာနဲ့ဆိုတိုင်းစစရည်ပြောင်းလဲနိုင်တဲ့အခြေအနေ12ခုကိုထည့်သွင်းတွက်ချက်ခဲ့တာပါကွန်ပျူတာဟာအတန်းတန်းကို12ကွက်ပါတဲ့တွက်ချက်မှုတွေထုတ်လုပ်ပေးပြီးတော့အချိန်နဲ့မျှပြောင်းလဲသွားတာကိုလည်းမြင်တွေ့နိုင်ပါတယ်ဒါပေမဲ့ Lawrence ကတော့အရင်ကရထားတဲ့ရလတ်တစ်ခုကိုပြန်လဲတွက်ချက်ကြည့်နေတဲ့အခါမှာဆိုရင်လွဲချော်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကအချိန်ကုန်တတ်တာအောင်အစကနေပြန်တွက်မဲ့စား အရင်ကပရင့်ထုတ်ထားတဲ့ကဏ္ဍတွေကိုကွန်ပျူတာရဲ့တစ်ခါရဲတန်းထည့်လိုက်ပြီးတော့အလဲပိုင်းလောက်ကနေစပြီးတော့မှပြန်တွက်စီခဲ့ပါတယ်။ဘယ်ကနေပဲစတွက်တွက်ရလက်ကအတူတူပဲဖြစ်လောက်မယ်လို့တူထင်ခဲ့တာပါ။အဲဒီနောက်သူကော်ဖီတောက်ဖို့ခဏထွက်သွားခဲ့ပြီးတော့ပြန်ရောက်လာတဲ့အခါမှာတော့အန်အောလုံးလုံးမှင်သက်သွားခဲ့ရပါတယ်။တွက်ချက်မှုကအစာပိုင်းမှာတော့အရင်တွက်ချက်မှုနဲ့ကိုက်ညီနေသေးပေမဲ့ကြာလာလာနဲ့အမျှရလက်တွေ ပြောင်းလဲလာပြီးတော့လုံးဝမတူညီတဲ့ရာသီဥတုတွက်ချက်မှုတစ်ခုကိုထုတ်ပေးခဲ့ပါတော့တယ်။ လော်ရန့်စ်ဟာအစပိုင်းမှာတော့ကွန်ပျူတာပြတ်သွားတာပဲလို့တွေးခဲ့ပေမဲ့ကွန်ပျူတာကလည်းအကောင်းတိုင်းကြီးပါပဲ။ရာလတ်တွေကွဲပြားသွားရတဲ့အကြောင်းရင်းက print ထုတ်ဆက်ဟာဒသမ3နေရာအထိပဲယူသွက်တာဖြစ်ပြီးတော့ကွန်ပျူတာကတော့6နေရာအထိယူသွက်ထားလို့ဖြစ်ပါတယ်။အစပိုင်းအခြေအနေတွေကိုလော်ရန့်စ်ပြန်ကြည့်လိုက်တဲ့အခါမှာဆိုရင်ကွာချားမှုက1000ပုံ2ပုံလောက်သာရှိခဲ့ပေမဲ့ ။အလောင်းမှမကြလိုက်သေးတဲ့အချိန်တွေမှာဆိုရင်ကွာခြားလာတဲ့ရာသီဥတုရာလတ်တစ်ခုဖြင့်ပြောင်းလဲသွားခဲ့တော့တာပါပဲ။ဒီတော့ Lawrence ဟာ equation တွေနဲ့ပတ်ဝန်းတဲ့အပြောင်းလဲတွေကိုရှင်းနိုင်သမျှရှင်းအောင်အထက်ထက်စစ်ချလိုက်ပြီးတော့နောက်ဆုံးမှာတော့ equation ၃ခုနဲ့အပြောင်းလဲ၃ခုပဲပတ်ဝန်းပါတော့တယ်။ဒီပြောင်းလဲ၃ခုကအောက်ခြေကပူပြီးတော့ထိပ်ပိုင်းကအေးတဲ့လေရုရဲ့တူတီတယုတ်ပြမှု model တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ပတ်ဝန်းတဲ့အချက်လက်တွေကိုဘယ်လိုပဲရိုးရှင်းအောင်ပြောင်းလဲထားပါစေ။ ။ရလက်ကတော့စစောကအတိုင်းအတူတူပါပဲ။ဒါကိုအလွဲမမခံတဲ့မိခုံမှုလို့ခေါ်ပါတယ်။အစပိုင်းကနန်းတွေမှာ၃ညတသမ၃ညတုံညတုံညတစ်လောက်ပဲကြွာချနေရင်တော့နောက်ဆုံးရလက်ကတော့အကြီးကြီးကွဲပြားနေတဲ့အတွက်ဂျာကအလွဲမကိုမခံနိုင်တဲ့မိခိုမှုတစ်ခုပါပဲအလွဲမမခံနိုင်တဲ့မိခိုမှု လော်ရန့်စာအပြောင်းလဲ၃ခုကိုထည့်သွင်းအလုပ်လုပ်နေတာဖြစ်တဲ့အတွက် ကျမတို့ကသူ့လုပ်ငန်းစဉ်ကို Facebook ချကြည့်မယ်ဆိုရင် အတိုင်းသာ၃ခုထွက်လာပါမယ် ဒီတိုင်းသာ၃ခုကိုစမတ်တစ်ခုစီခြားကြည့်ပြီးတော့ဘာတွေဆက်ဖြစ်ပေါ်လာမလဲဆိုတာကိုစောင့်ကြည့်ပေးပါ။ဒါကပုတ်တိုင်းမှုပါတဲ့ချိန်သီးလိုစမတ်နေရာကိုပဲပြန်ရောက်သွားမလား။ဒါမှမဟုတ်အချိန်မကျတဲ့ချိန်သီးလိုစက်ဝိုင်းတစ်ခုကိုအထက်ထက်လဲပတ်နေမလား။တကယ်တော့တစ်ခုမှမဟုတ်ပါဘူး။ဒီစနစ်ကတဘုံစံတဲ့ကိုနောက်တစ်ချိန်လုံးဝပြန်ထက်မှာမဟုတ်တဲ့စနစ်ပါ။ဆိုတော့ဒီမှာကျမကစမတ်၃ခုကိုအလွန်နိနိကက်ကက်လေးခြပေးလိုက်မယ်ဆိုရင်အစာပိုင်းမှာသူတို့ကအတူတူလဲပတ်နေပြီမြဲ တဖြည်းဖြည်းနဲ့စတင်ကွဲထွက်လာပါတော့တယ်။အစကတော့သူတို့လမ်းကြောင်းအတိုင်းတူတူရှင်သွဲပြီးဆက်သွားနေကြပြီမဲ့အချိန်ကြာလာတာနဲ့အများလုံလုံလဲလဲကိုလမ်းကွဲသွားကြပါလိမ့်မယ်။အလွဲမမခံတဲ့မိခိုမှုဆိုတာကတော့ဒီတိုင်းပါပဲ။အခုထောက်ပြမယ့်တစ်ချက်ကတော့ဒီစနစ်တွေရဲ့လာရလမ်းကြောင်းဟာဆိုရင်ကြုံတလိုမျိုးဖြစ်ပေါ်နေရတော့မဟုတ်ပါဘူး။ချိန်သီးလွဲတော့ကလို့ပဲသူတို့မှလည်းကြိုတင်သတ်မှတ်ထားတဲ့အနာဂတ်လမ်းကြောင်းတစ်ခုရှိနေပြီးသားပါ။ ဒါကြောင့်စမတ်နဲ့အတိုင်းတာကူတာတသက်မထဲထားထားမယ်ဆိုရင်ရလက်လန်းချောင်းကလည်းတစ်ချက်သေးကြမှာပါပဲ။ချိန်သီးကိုအရှင်တသက်မထဲထားဖို့ကလွယ်ကူပေမဲ့ဒသမကဏန်းတွေပါဝင်တဲ့အတိုင်းတာတွေကိုလုံးဝလွဲချော်မှုမရှိအောင်ထားဖို့ကတော့ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့မြူမုံလောက်တောင် မရှိတဲ့လွဲချော်မှုတွေကလည်းအချိန်ကြာလာနဲ့အများကွာခြားမှုကကြီးမားလာတတ်လို့ပါ။အဲ့ဒါကပဟိနိတစ်ခုလိုပါပဲ။ကျိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းကတော့ရှိနေပေမဲ့ ကွဲလွဲမှုရှိလားမလားကိုတော့သင်ခံမှန်းလို့မရနိုင်ပါဘူး။ဒါကြောင့်လဲဆိုတော့တသမစာလုံးတွေအစုံမရှိပောင်းဝင်နေတဲ့ကဏ္ဍတွေမှာဆိုရင်စာမှတ်ကိုသင်အတိအကျဆုံးဖြတ်လို့မရလို့ပါ။တသမဗဏ္ဍနေရာအထိယူမှာတိကျမှန်ကန်တဲ့အဖြေဖြစ်မှာလဲဆိုတာကလည်းပြဿနာဖြစ်နေရပါ။ဒါကြောင့်ဒီနေ့ခေတ်လို့မဟာတရားတိုးတက်နေတဲ့ဤစနစ်တွေကွန်ပျူတာအကောင်းစားတွေအသုံးပြုနေရတာမိုးလေဝသခန့်မှန်းချက်ကိုတော့ တပတ်ချက်ပို့ပြီးတော့မှခံမှန်းလို့မရသေးရပါမိုးလေဝသကို၈ရက်လောက်ကြိုခံမှန်းလိုက်မယ်ဆိုရင်အဲ့ဒီ၈ရက်မြောက်ကိုတွက်ချက်ထားတဲ့ခံမှန်းချက်ကပြန်မြောက်ခံမှန်းချက်လောက်တောင်မှန်တော့မှာမဟုတ်ပါဘူးအရှုပ်ထွေးကိုဖြည့်ရှင်းလို့မရတဲ့အဆုံးမှာတော့မိုးလေဝသပညာရှင်တွေကခံမှန်းချက်တစ်ခုလေကိုဘယ်တော့မှမထုတ်တော့ဘဲနဲ့စမှတ်အမျိုးမျိုးပြောင်းလဲပြီးတော့မှပါရာမီတာအမျိုးမျိုးကိုအသုံးပြုထားတဲ့ခံမှန်းချက်အစုလိုက်လေးတွေကိုသာထုတ်ပြန်မှာတော့တယ်။နေရာတိုင်းကအရှုပ်ထွေးများဒီအရှုပ်ထွေးကိုဖြည့်ရှင်းလို့မရပေမဲ့ဘေးဖက်ထားလိုက်လို့လည်းမရပြန်ပါဘူး။ ။ဘာကြောင့်လဲဆိုတော့အရှုပ်ထွေးတွေဆိုတာကနေရာတိုင်းမှာရှိနေလို့ပါ။ချိန်သီးနှစ်ခုကိုဆက်ပြီးတော့လွှဲလိုက်မယ်ဆိုရင်လည်းအရှုပ်ထွေးတွေကဇက်တိုက်ပေါ်ထွက်လာပါလိမ့်မယ်။ချိန်သီးနောက်တစ်ခုထပ်ဆက်ပြီးတော့မှလွှဲရမ်းလိုက်မယ်ဆိုရင်လည်းစမတ်ကဘလို့ပဲတူညီနေပါစေ။တင်ဘက်ကဘလို့တွက်ချက်စူးစမ်းနေပါစေ။ချိန်သီးတွေရဲ့လမ်းကြောင်းကိုနှစ်ခုပြန်ထပ်အောင်သင်ဘလို့မလုံးနိုင်မှာမဟုတ်ပါဘူး။အဲ့ဒီချိန်သီးအတွဲလိုက်ရဲ့ရွေလျားမှုဟာဆိုရင်အဆုံးထိခံမှန်းလို့မရတဲ့အထည်လေးပါပါတယ်။ဆိုတော့အရှုပ်ထွေးတွေဖြစ်လာအောင်စွမ်းအိပ်ပမာဏအများကြီးနဲ့ မူမမှန်တဲ့ရွေလျားမှုတွေလိုအပ်လိမ့်မယ်လို့ရောတင်ထင်ပါသလား။ဒါဆိုရင်ဥပမာတစ်ခုကိုကြည့်လိုက်ရအောင်။ fidget spinner ၅ခုရှိပြီး spinner တစ်ခုရဲ့လက်တံတွေမှာကျုံးကန်တဲ့တန်လိုက်တစ်ခုစီပါတဲ့စနစ်တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်တော့အစာပိုင်းမှာတော့ပုံမှန်လေးလဲပတ်နေတဲ့အောင်ထင်ရပါတယ်။ဒါပေမဲ့အနီးကပ်ကြည့်ရှုလိုက်မယ်ဆိုရင်တော့မူမမှန်တဲ့ရွေလျားမှုလေးတွေကိုမြင်တွေ့လာရပါလိမ့်မယ်။ spinner တစ်ခုကရုတ်တရက်ဗက်ပြောင်းပြီးလှည့်သွားတာကိုတွေ့ရမှာပါ။ကျမတို့ရဲ့နေအဖွဲ့အစည်းစနစ်ကိုတော့ခံမှန်းလို့ရနိုင်တာမဟုတ်ပါဘူး။ နေဖွဲ့စည်းကိုအနာဂတ်နှစ်တန်းပေါင်းတရာထိတွက်ချက်အတူယူကြီးရဲ့လေးလာမှုတစ်ခုရှိခဲ့ပါတယ်။အဲဒီလေးလာမှုမှာဆိုရင်နေဖွဲ့စည်းတစ်ခုလုံးဟာနောက်နှစ်ပေါင်း၄တန်းလောက်ကစပြီးတော့မှအရှုပ်ထွေးတွေစတင်ဖြစ်ပေါ်လိမ့်မယ်လို့သိခဲ့ရတာပါ။ဒီတိုင်းဆိုရင်နောက်နှစ်၁၀တန်း၁၅တန်းလောက်အကြာမှာဂျူရီအချင်းချင်းတိုက်မိခိုက်မိကုန်ပြီးတော့မှနေဖွဲ့စည်းတွေကနေလုံးဝချော်ထွက်သွားလာမျိုးလည်းဖြစ်နိုင်ပါတယ်။စီစနစ်ကြားလာပါပြီလို့ကျမတို့သတ်မှတ်ထားတဲ့နေဖွဲ့စည်းစနစ်ကတော့ ခံမှန်းရခန့်နေတဲ့အချိန်မှာကျမတို့ရဲ့အနာဂတ်တွေကိုရောဘလို့များကြိုတင်ခံမှန်းနိုင်ပါမလဲအရန်တော့လွယ်ကူနေမှာတော့မဟုတ်ဘူးပေါ့ဒီစားထဲမှာအရှုပ်ထွေးတွေပါပေါဝင်ပတ်သက်လာမယ်ဆိုရင်တော့အနာဂတ်ကိုအရှည်ကြီးကြိုတင်မခံမှန်းတာကကောင်းပါလိမ့်မယ်အရှည်ကြီးကြိုတွေးလေလေခံမှန်းရခက်လေလေပဲဖြစ်လာမှာပါဒီလိုနဲ့ခံမှန်းချက်တွေကရောင်ရမ်းမှန်းဆတာတွေနဲ့ဘာမှမကွာတော့တာလည်းဖြစ်နိုင်ပါသေးတယ် အတိတ်ကအရှုပ်ထွေးတွေကိုပြန်ကြည့်ပြီးတော့မှစမှတ်တွေကိုပြန်ခန့်မှန်းဖို့ကြိုးစားမယ်ဆိုရင်လေဘာမှ true မှာမဟုတ်ပါဘူးအနာဂတ်ကြမှာမဟုတ်အတိတ်ကိုပိုပြီး꿰ပြအောင်ကြိုးစားကြည့်လေလေမြင်ကွင်းမှာလည်းမျိုးတွေထက်လာလေလေပဲဖြစ်မှာပါစနစ်တွေရဲ့အနာဂတ်နဲ့အတိတ်အကြောင်းကိုကျမတို့ခန့်မှန်းတွက်ချက်လို့ရနိုင်ပေမဲ့အရှုပ်ထွေးတွေကစီးတစ်ခုထားပြီးကန့်သက်ပေးထားသလိုပါပဲအဲ့ဒီစီးကိုကြော်ရင်အကုန်လုံးဗျံပဓာခန့်မှန်းချက်တွေပဲထွက်လာတော့မှာပါ ဒါပေမဲ့အစိုးရကအကောင်းဆိုသလိုကောင်းတဲ့အပိုင်းလေးတခုတော့ရှိပါတယ်။ဒါဆိုရင် Lorent Equation တွေရဲ့ Face Page ကိုပြန်ကြည့်ကြရအောင်။ဆိုတော့ကျမတို့ကကွဲပြားတဲ့စာမျက်တွေနဲ့စတင်လိုက်မယ်ဆိုရင်အစာပိုင်းတော့ရွေလျားမှုတွေကရှုပ်ရှက်ခတ်နေပါအောင်မယ်။ဒါပေမဲ့မကြမီပါပဲရွေလျားမှုတွေအားလုံးရဲ့လမ်းကြောင်းကလိပ်ပြာတကောင်ရဲ့ပုံစံနဲ့အနည်းငယ်ဆင်တူသွားပါတယ်။ဒါကစွဲငင်အားပါစားမတ်အခြေအနေတွေအများကြီးပေါဝင်နေတာကြောင့်စနစ်ဟာစွဲငင်အားပေါ်ကိုမူတည်ပြီးတော့မှပုံစံပေါ်လာတာဖြစ်ပါတယ်။ ဆိုတော့မိတ်ဆွေတို့တခုမှတ်ထားရမှာကဒီလမ်းကြောင်းတွေကတခုနဲ့တခုမဖြတ်သလိုလမ်းကြောင်းတစ်ခုလည်းကိုလည်းဘယ်တော့မှပြန်မသွားပါဘူး။ဒါကြောင့်ဒီလမ်းကြောင်းတွေအားလုံးကကန့်သက်ထားတဲ့နေရာတစ်ခုထဲမှာတည်ရှိနေတဲ့အဆုံးမရှိတဲ့လမ်းကြောင်းတွေပါ။ဒီဆွဲငင်အားကို လော်ရက်ဆွဲငင်အားလို့ခေါ်ဆိုကြပါတယ်။တခြားသူတွေကလည်း equation အမျိုးမျိုးကို အသုံးပြုပြီးတော့မှစနစ်ပုံစံအစ်စ်တွေထပ်မံတွေးရှိခဲ့ကြပြီမြင့်အရှုပ်ထွေးဆွဲငင်အားတွေကြားမှာဒီတစ်ခုကတော့အကျော်ကြားဆုံးတစ်ခုလို့ဆိုရမှာပါ လူတွေကလိပ်ပြတက်ရောက်မှုဆိုတဲ့စကားစုကိုကြားလိုက်ရရင်အကြောင်းရင်းသေးသေးလေးတွေကနေတက်ရောက်မှု အကြီးကြီးတွေဖြစ်သွားတတ်တာကိုတခါတည်းမြင်ရောင်လာတတ်ကြပါလိမ့်မယ်။ဒါပေမဲ့လိပ်ပြတက်ရောက်မှုရဲ့နောက်ွယ်ကသိပ္ပံပညာကရွေလျားမှုသဘောတရားတွေရဲ့နှဆိုင်မီလှပတဲ့ဖွဲ့စည်းပုံတစ်ခုကိုဖော်ပြပေးပါတယ်။စနစ်တစ်ခုရဲ့အပြုမှုကိုနားလည်သိမြင်နိုင်အောင်ကူညီပေးတဲ့ပညာရည်တရဖြစ်ပါတယ်။ ဆိုတော့လမ်းကြောင်းတစ်ခုဘယ်ကနေဘလို့ပေါ်လာတယ်လဲဆိုတာကိုတင်မပြောနိုင်ရင်တော့မှပဲလမ်းကြောင်းအစုဝေးမျိုးစုံဘာကြောင့်ဖြစ်ပေါ်လာတယ်လဲဆိုတာကိုတင်ပြောပြနိုင်ပါပြီ Lorentz equation တွေမှာတော့လိပ်ပြာပုံစံကိုပဲယူကြတာများပါတယ်ဒါကတော့လိပ်ပြာတက်ရောက်မှုဆိုတဲ့အခေါ်ပေါ်နောက်ွယ်ကသဘောတရားနဲ့ရှင်းလင်းချက်တွေဖြစ်ပါတယ်မိတ်ဆွေတို့လေးလာဘူးတဲ့အခြေခံအချက်တွေလည်းပေါင်းဝင်နိုင်တယ်လို့မျိုးအစိမ့်တသက်သက်စကလုံးတွေလည်းဖြစ်နေနိုင်ပါသေးတယ်။ဆိုတော့ဒီဗီဒီယိုကနေဘယ်အချက်တွေကိုနားလည်သဘောပေါက်သွားပြီးတော့ဘယ်အချက်တွေကိုတော့မရှင်းမလင်းဖြစ်နေသေးတယ်ဆိုတာကိုတော့ ။ comment မှာပွပွင်လင်းလင်းရေးပေးသွားလို့ရပါတယ်ရှင်။ Shino app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်း Shino facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။